ားလုံးပဲမင်္ဂလာပါခင်ဗျာ The Trading Big Profit ကနေကြိုဆိုပါရစေ ဒီနေ့မှာတော့ကျွန်တော်မြန်မာနိုင်ငံသား trader ကိုကျွန်တော် prop trading fan တစ်ခုမိတ်ဆက်ပေးခြင်းပါတယ်။ The trading pick လို့ခေါ်ပါတယ်။ The trading pick ဆိုတာကကျွန်တော်မြန်မာနိုင်ငံမှာ trading နဲ့ပတ်သက်ပြီးတော့မှ career တစ်ခုအနေနဲ့ရည်တည်ခြင်းနဲ့ trader ရရှိတယ်။ skill ကောင်းတဲ့ trade နိုင်တဲ့ trader ရရှိတယ်။ consistency ရှိရှိနဲ့ trade နိုင်တဲ့ trader ရရှိတယ်ပေါ့နော်။ဆိုတော့ဒီလိုမျိုး trader တွေအတွက်ကို trading ကို career တစ်ခုအနေနဲ့ကိုကသွားလို့ရအောင် support ပေးနိုင်တဲ့ proprietary trading fan တစ်ခုဖြစ်ပါတယ်။ဆိုတော့ဒီနေ့မှာတော့ကျွန်တော် the trading pick program မှာလောက်ဆောင်ရမယ့်အစီအစဉ်ပုံစံကိုကျွန်တော်ရှင်းပြပေးခြင်းပါတယ်။ဘယ်လိုမျိုးကိုက challenge တွေကို pass ပြောင်းလုပ်မယ်ကျွန်တော် earning account တွေကိုဘယ်လိုရယူနိုင်မလဲဒီ trade account ရရှိပြီးသွားတဲ့အခါကျရင်လေကျွန်တော်တို့ဘယ်လိုမျိုး consistency ရှိရှိ trade နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အသေးစိတ်ရှင်းပြပေးခြင်းပါတယ်ဆိုတော့ကျွန်တော်ဆက်ပြီးတော့မှကြည့်ကြည့်အောင် pro trading ဆိုတာကကျွန်တော်တို့အရေးချင်းရှိတဲ့ trader တွေကို financial support လုပ်ပြီးတော့မှဒီ trading ကနေပြီးတော့မှရရှိလာတဲ့အကျိုးမြတ်ဝေစီတစ်ခုကို profit split တစ်ခုအနေနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ပြီးတော့ ကျွန်တော်တို့ risk လည်းအရင်နေပြီးတော့မှ trading career တခုကိုကျွန်တော်တို့ consistent ရှိရှိတည်ဆောက်နိုင်ပြီးတော့မှဝင်ငွေလမ်းကြောင်းတခုကိုကောင်းစွာတည်ဆောက်နိုင်မှာလည်းဖြစ်ပါတယ်။ The trading pit program ဟာဥရောပခြေစိုက်ဂျာမနီနိုင်ငံ Latinstein မြို့မှာ company registration ပြုလုပ်ထားပြီးတော့မှကျွန်တော်တို့ trader တွေတည်တည်ငြိမ်ငြိမ်နဲ့အရောင်းဝယ်ပြုလုပ်လို့ရအောင် MD4, MP5 ဒီ trader platform များနဲ့ချိတ်ဆက်ကအောင်ရပေးထားပါတယ်။ The trading pit ကမိတ်ဆွေကိုအမှန်တကယ် professional trader တူဦးဖြစ်ရည်ရည်ရည်တည်နိုင်အောင်ကျွန်တော်တို့များစွာကူညီပေးနိုင်ပါတယ်။ The Trading Pick ကမိတ်ဆွေရဲ့ Trading Career Development တို့ကိုများစွာအထောက်အကူပြုနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြပြရတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Trader တယောက်အနေနဲ့ Challenge ကောင်းကိုကျွန်တော်ဖြေဆိုမယ်ဆိုရင်ကျွန်တော်တို့ကအဆင့်အချင်းကျွန်တော်တို့က၃ဆင့်ရှိပါတယ်။နံပါတ်၁ကတော့ကိုယ်က Challenge ကောင်းကိုကိုယ်ဖြေဆိုမယ်ဆိုရင်သတ်မှတ်ထားတဲ့ Profit Target တွေကိုကိုယ်ရရှိအောင်ကိုယ်ကသွားနိုင်ရပါမယ်။နံပါတ်၂ချက်ကသတ်မှတ်ထားတဲ့ဒီ Risk Limit တော်တွင်မှာကိုယ့်ရဲ့အကောင်းဆုံး Trading Fund ကိုပြတ်ပြတ်သားပြီးတော့မှ Profit တစ်ခုကိုကိုယ်ရရှိနိုင်ရမှာဖြစ်ပါတယ်။နံပါတ်၃ချက်အနေနဲ့ဒီလိုမျိုးအဆင့်တွေကိုကိုယ်ဆွဲဖြတ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ Fund Account မှာ Challenge ဖြေဆိုဖို့အတွက်ကို ready ဖြစ်ပြီလို့ပြောပြရစီကျွန်တော်တို့ challenge account ကို pass ဖြစ်ပြီဆိုတာနဲ့ real trading account earning account ရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ဖြီကိုဖြီဆိုတဲ့ challenge အပေါ်မှာမူတည်ပြီးတော့မှအနည်းဆုံးဒေါ်လာ9000ငန်းနေပြီးတော့မှဒေါ်လာ2သိန်းအထိကိုကိုကရရှိနိုင်မှာဖြစ်ပါတယ်အဆင့်3အနေနဲ့ရရှိလာတဲ့ trading account earning account ကိုအယောင်းဝယ်ပြုလုပ်ပြီးတော့မှရရှိလာတဲ့ profit ရဲ့80% profitability ကိုအကျိုးမြတ်နေနဲ့ကိုကခံစားနိုင်မှာလည်းဖြစ်ပါတယ်ဒါကတော့ the trading pick ရဲ့အလုပ်လုပ်ပုံနဲ့ challenge account ဖြည့်ဆို့ပုံကိုကျွန်တော်ရှင်းပြပေးသွားတာဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ trading မှာ career တစ်ခုအနေနဲ့ကောင်းကောင်းတည်ဆောက်ပြီးတော့မှတွားချင်တယ်ဆိုရင်ကျွန်တော် တို့ the trading bit profile ကိုတက်လာခဲ့ဖို့အတွက်ဖိတ်မှန်တကပြုပြရစီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ